မင်္ဂလာပါရှင်။နိုဝင်ဘာလ22ရက်ကျတာပရိနေ့ရန်ကုန်တွင်တင်ဆက်လင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့မဲယုံမှုဒုတိယမဲယုံမှုနှင့်မဲယုံအဖွဲ့ဝင်များလုပ်ငန်းလမ်းညွှန်မြို့နယ်အစဉ်တင်နယ်များဖွင့်လှစ်တဲ့တင်ဆက်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတွင်ရှိမြို့နယ်များတွင်မဲယုံမှုဒုတိယမဲယုံမှုနှင့်မဲယုံအဖွဲ့ဝင်များလုပ်ငန်းလမ်းညွှန်မြို့နယ်အဆင့်တင်နေများကိုနိုဝင်ဘာ19ရက်နေ့နောက်ပိုင်းကသက်ဆိုင်ရာမြို့နယ်များ၏တတ်မှတ်နေရာများတွင်ကျင်းပကြကြောင်းသိရပါသည်။တင်နန်းတွင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဥက္ကဋ္ဌများကဖွင့်အမစကားပြောကြားကြပြီးတင်နန်းဖွင့်လျက်ခြင်းနှင့်ဆက်လွှင့်ရှင်းလင်းပါသည်။အဆိုပါတင်နန်းဖွင့်ပွဲများသို့ မြို့နယ်ရေကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမြို့နယ်စီမံသားရအုပ်ချုပ်ရေးမှူးမြို့နယ်ပညာရေးမှူးမြို့နယ်ဌာနဆိုင်ရာများဆရာဆရာမများတင်နန်းသားတင်နန်းသူများတက်ရောက်ကြပြီးတင်နန်းကာလမှာနိုဝင်ဘာ19ရက်နေ့20ရက်တို့ဖြစ်ကြောင်းသိရပါရရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့ဝူရစ်စီဝါပပြောက်ရေးလူကုန်ကူးမှုဒါစီကာဝေးတိုက်ဖြဲရေးအသိပညာပေးဟောပြောဝယ်ပြုလုပ်တဲ့တရင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးသုံးခွမြို့နယ်တွင်ဝူရစ်စီဝါပပြောက်ရေးလူကုန်ကူးမှုဒါစီကာဝေးတိုက်ဖြဲရေးအသိပညာပေးဟောပြောဝယ်ကိုမြို့မှာ16ရက်နေနဲ့10နိုင်ကအမှန်နဲ့အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမှာပြုလုပ်ကြောင်းသိရပါတယ်။ ရှေဦးစွာဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုဦးမျိုးမြင့်ကျော်ကအမှာစကားပြောကြပြီးမြို့မရဲစခန်းမှုဦးတင်ထွက်ကမူရစေဝအန်ရဲ့အကြောင်းကိုပရိုဂျက်တာဖြင့်ရှင်းလင်းပြောကြားပါရယ်ဆက်လက်ပြီးဒုတိယမြို့နယ်ဥပဒေအရရှိဦးစုမောင်ကမူရစေဝနှင့်စိတ်ကူပြောင်းလဲစေတတ်သောစေဝများဆိုင်ရာဥပဒေများအကြောင်းကိုပြောကြားပြီးအမှတ်60ရင်းနှီးရဲ့တဖွဲ့စုရဲအုပ်စင်မင်းဦးကရှင်စီကန်လန်စီကန်အသိပညာပေးဟောပြောကြားသိရပါရယ်ရှင်ဒီသတင်းကိုလို့စီတူလင်းကပေးပို့လာတာပါထပ်မံတင်ဆက်ပြီးပါကတော့အဖျောက်မြို့တွင်ဒူးကျွန်ဆိုင်ပြပွဲပြိုင်ပွဲများပြုလုပ် တဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်တွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့လမ်းညွှန်မှုတိုင်းဒေသရာဝန်ကြီးရဲ့ဦးဆောင်မှုဖြင့်တိုင်းဒေသအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှကြီးမှုကျင်းပတဲ့တိုင်းဒေသလူငယ်များဗလံငါးတန်ဖွံ့ဖြိုးရေးအတွက်ထူးချွန်ဆွမ်းရည်ပြဝဲပြိုင်ပွဲနဲ့အဆင့်မြင့်ချင်းရက်လုတ်ချင်းတင်းနှံဖွံ့ဖွဲ့ကိုနိုဝင်ဘာ19ရက်ကအဖျောက်မြို့လက်ထုပ်ကုန်းကျေးရွာတွင် ပြုလုပ်ကြောင်းသိရပါတယ်။ရှေးဦးစွာတိုင်းဒေသအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနညွှန်ကြားရေးမှူးဒေါက်တာဖြူဖြူဝင်းနဲ့အဖျောက်မြို့မြို့ချုပ်ရေးမှူးတို့ကအမှားစ ကားပြောကြကြပြီးညကြားရေးမှုကအကစားပစ္စည်းများကိုပေးရရလက်ထုပ်ကုန်ကြေးရွာအကြောင်းဆရာကြီးကလက်ခံကကြေးရွာပြည်သူတူကကျေးဇူးတင်စကားပြောကြပါရယ်ဆက်လက်ပြီးတိုင်းသားကျောင်းသားလူငယ်များဆေးရောင်ချိန်စကူခေါက်အပြေးပြိုင်ပွဲအာလူခေါက်ဘူပေါင်းဖောက်ကြပြာရွတ်ကြပန်စကားပြောပြိုင်ပွဲများနဲ့တိုင်းသားနဲ့ပတ်သက်တဲ့ညစန်းဖေဒီပြိုင်ပွဲများကျင်းပပြီးသူများတီတီချင်းမြင့်ကြောင်းသိရပါရယ်ရှင်ဒီသတင်းကိုတော့ဝိယီကပေးပို့လာတာပါနောက်ထပ်တင်ဆက်ပေးမှာကတော့ ကျောက်တန်းမြို့နယ်တွင်ကျေးလက်လန်းများကွင်းစင်ကြည့်ရှုစစ်ဆေးတဲ့တည်င်းဖြစ်ပါတယ်။ရခိုင်တိုင်းဒေသကြီးကျောက်တန်းမြို့နယ်ကျေးလက်လန်းဖွံ့ဖြိုးရေးဦးစီးဌာနရဲ့2025-2026ဘဏ္ဍာနှင့်တိုင်းဒေသကြီးရန်မုံငွေငွေလုံးငွေရင်းဖြင့်ဆောင်ရွက်တဲ့လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကိုနိုဝင်ဘာ19ရက်နေ့နဲ့ပိုင်းကကျေးလက်လန်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးချုပ်မှအင်ဂျင်နီယာချုပ်ဦးစုံမှုဦးညွှန်ကြားရေးမှူးမြို့ပြဦးသက်စောတာဝန်ရှိသူများကအရေးသွေးစစ်ဆေးဖွဲ့လို့နဲ့တူကွင်းစင်ကြည့်ရှုစစ်ဆေးကြောင်းသိရပါတယ်။ ကြောက်တန်းမြို့နယ်ပြင်းမကန်ကြီးပြင်းမကန်လေးရွာချင်းဆက်လန်းပေ2500အားမြေသားလန်းခင်းခြင်းနဲ့ညကိုင်းရှမ်းချောင်းလန်းကဝင်ခင်းခြင်းနရွေချောင်း ခနောင်ရွာချင်းဆက်လန်းဂုံကိတ်ခင်ကျင်းများကိုကြည့်ရှုစစ်ဆေးကြကြောင်းသိရပါရရှင်ဒီသတင်းကိုတော့တန့်စင်ထုံးကပေးပို့လာတာပါနောက်ဆုံးတင်ဆက်ပေးမှာကတော့ဝါဘလောက်တောက်အခြေခံပညာထက်တန်းကျောင်းနေတက်တော်ထိန်သိမ်းရေးအသိပညာပေးဟောပြောတဲ့သတင်းဖြစ်ပါတယ်တက်တော်ဦးစည်းဌာနမိသက်ဦးစည်းဌာနစိုက်ပျိုးရေးဦးစည်းဌာနနဲ့အခြေခံပညာဦးစည်းဌာနတို့ပူးပေါင်းပြီးတက်တော်ပြည်စုထိန်သိမ်းရေးတော်မီကာကွယ်ရေးနဲ့မိကုံးမြင့်ွေရှော့ချာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကိုနိုဝင်ဘာ20ရက်နေ့နဲ့ပိုင်းကရှောင်းကုန်းတိုင်းဒေသကြီးကုန်မှုမြို့နယ်ဝါဘလောက်တောက် ပြခြေရွာအခြေခံပညာအထက်တန်းကျောင်းဘာဘလောက်တောက်ကျောင်းခန်းမှာမှကျင်းပကြောင်းသိရပါတယ်။ဟောပြောပွဲတွင်မြို့နယ်တတော်ဦးစီးဌာနမှဦးလူမင်းကတတော်များကပေးဆွမ်းနိုင်သောအကျိုးကျေးဇူးများမိဂုံမြူငွေလျှော့ချရေးနှင့်တော်မီလောင်ကျမ်းမှုလျှော့ချစေနိုင်မည်နည်းလမ်းများကိုဟောပြောပြီးမိသက်ဦးစီးဌာနမှဒုတိယဦးစီးမှုဦးအောင်မင်းဝေကမိဘလောင်ကျုံရေးကိစ္စများစိုက်ပျိုးရေးဦးစီးဌာနမှစိုက်ပျိုးရေးသုံးဆွမှုပစ္စည်းများစတေဒီယထိန်းစုစမီများကိုအသိပညာပေးဟောပြောကြကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ကျော်သူရကပေးပို့လာတာပါ